ယောမအခန်းကြီး3အခန်းငယ်24ခရစ်တော်ယေရှု၌ရွေးနှုတ်တော်မူသောအားဖြင့်အဖိုးမပေးဘဲဖျားခင်ရဲ့ဂျေစုတော်ကြောင့်ဖြောင့်မတ်ရတို့ရောက်၏ဖြောင့်မတ်ဖြောင်းမရသောရောက်စေခြင်းသည်ဖျားခင်ဤလှူဆောင်မှုဖြစ်၍ထိုမှသင့်ကိုတော်သည်သူဤဖြောင်းမခြင်းစံနှုန်းအတိုင်းလူများကိုလက်ခံခြင်းဖြစ်သည် ရခင်သည်ဤအရာကိုခရစ်တော်ဤရွေးနှုတ်ခြင်းအပေါ်အခြေခံ၍ပြုလုပ်တော်မူခြင်းဖြစ်သည်ခရစ်တော်သည်ကျွန်ုပ်တို့ရဲ့အပြစ်များအတွက်အဖို့ခပေးခဲ့၍ကျွန်ုပ်တို့အပေါ်ဖျားခင်ဤတောင်းဆိုမှုအလုံးကိုကိုတော်ရဲ့ရွေးနှုတ်ခြင်း၌ပြည့်စုံစေခဲ့ပြီးဖြစ်သောကြောင့်ဖြောင့်မတ်သောဖျားခင်သည်ကျွန်ုပ်တို့အားအဖို့ပေးစရာမလိုဘဲဖြောင့်မတ်စေသည် ထိုကဲ့သို့ဖြောင့်မဲ့ခံရခြင်းမှာကျွန်ုပ်တို့ရဲ့လှုပ်ဆောင်မှုများအားဖြင့်မဟုတ်ပဲဖျားခင်ဤကျေးဇူးတော်အားဖြင့်ဖြစ်သည်ရွေးနှုတ်ခြင်းဟူဒီမှာအဖိုးပေး၍ပြန်ဝဲပြန်ရွေးဝဲခြင်းဖြစ်သည်မူလတွင် ကျွန်ုပ်တို့အားဖျားခင်ပိုင်ဆိုင်တော်လက်အပြစ်ကြောင့်ဆုံးရှုံးသွားခဲ့ရသည်ကျွန်ုပ်တို့အပေါ်ဖျားခင်ဤတန်ရှင်းခြင်းဖြောင့်မဲ့ခြင်းနှင့် ဘုံတော်တို့ရဲ့တောင်းဆိုမှုမှာအလွန်ကြီးမားလာ၍ကျွန်ုပ်တို့အဖို့ထိုရာများကို ပြည့်မီရန်မဖြစ်နိုင်ပေ။တို့ဖြစ်လင့်ကစားဖျားခင်သည်ကျွန်ုပ်တို့အတွက်ခရစ်တော်အားဖြင့်အံ့ဖွယ်အဖို့ခပေးကကျွန်ုပ်တို့အားပြန်လည်ရယူပိုင်ဆိုင်ခဲ့သည်။ခရစ်တော်သည်ကျွန်ုပ်တို့ကိုရွေးနှုတ်ရန်ကားတိုင်းပေါ်၌အတေခံခဲ့သည်။ကိုရောရဲ့အသွေးတော်သည်ကျွန်ုပ်တို့အတွက်ထာဝရ ဆံရရွေးနှုတ်ခြင်းကိုရယူခဲ့သည်အာမင်အိုးတခင်ယေရှု